အလုံးတော်မမိတ်ဆွေညီကောင်မောင်တို့မမြတ်ခင်ဗျာဒီကနေ့ကျွန်တော်ပြရိတ်ချံကျန်3ပိုက်ကိုကျွန်တော်တို့လေ့လာဆင်ခြင်ကြရအောင်ပြရိတ်ချံမှာအဓိကဖော်ပြထားတာကတော့နောက်ဆုံးသောကာလအကြောင်းကိုဖော်ပြထားပါတယ်ခြိဆောင်ခြင်းအကြောင်းကိုလည်းဖော်ပြထားပြီးတော့ဒီအရာကမျှော်လင့်ချက်ပေးနေတယ်ဆိုတော့မိတ်ဆွေနဲ့ကျွန်တော်နားလည်ဖို့လိုပါတယ်ပြရိတ်ချံအကြောင်းကိုမဟုတ်ခင်မှာအမြဲတမ်းမှနားလည်ဖို့လိုပါတယ်သူ့ရဲ့အကြောင်းမှာနောက်ဆုံးသောကာလ end times နဲ့ပတ်သက်ပြီးပြတဲ့ယူဝါယုံတွေခရစ်တော်ရဲ့ဒုတိယကြွလာခြင်း Second Coming of Christ အကြောင်းအရာတွေဘုရားသခင်ရဲ့တရားစီရင်ခြင်း Judgment ဆိုတဲ့အရာတွေနိုင်ငံတော်ဘုရားသခင်ရဲ့နိုင်ငံတော် The Kingdom of God ဆိုတဲ့အရာတွေ New Creation အသက်ဖန်ဆင်းခြင်းအရာတွေပါဝင်ပါတယ်ပြတဲ့ကျမ်းမှာ ဗျာဒိတ်ကျန်းကိုလေ့လာရမှသတိရထားရမယ့်အချက်တွေကတော့ဗျာဒိတ်ကျန်းဟာတင်ကေတနဲ့ယူပါယုံတွေအများကြီးပါဝင်တာကြောင့်အ낵ကောက်ရမှာဂယုစိုက်ဖို့လိုအပ်ပါတယ်။ကျန်းစာနဲ့တမာတရားကိုအခြေခံပြီးအ낵ကောက်တင်ပါတယ်။ဗျာဒိတ်ကျန်းကိုလေ့လာရမှာတမာကျန်းစာတစ်ခုလုံးနဲ့ဆက်ဆက်ပြီးနားလည်ဖို့လိုအပ်ပါတယ်။ ဒါကြောင့်မလို့ခရစ်တော်ကြွလာခြင်းကိုပြင်ဆင်ခြင်းနောက်ဆုံးသောကာလမှာခရစ်တော်ပြန်ကြွလာမယ့်အကြောင်းကိုတတိပေးပြီးလူတွေကိုဝိညာဉ်ရေးရာပြင်ဆင်ဖို့တိုက်တွန်းထားတဲ့အရာဖြစ်ပါတယ်။ဘုရားသခင်ရဲ့တရားစီရင်ခြင်းနဲ့ဂယုနာတော်ဘုရားသခင်ဟာတရားမျှတစွာဆင်ရင်မယ့်အကြောင်း ဒါပေမဲ့သူ့ဂယုနာတော်ကလည်းကြီးမားတယ်ဆိုတော့ဖော်ပြဖို့လိုအပ်ပါတယ်။နိုင်ငံတော်နဲ့မျှော်လင့်ခြင်းနောက်ဆုံးသောကာလရဲ့ပြီးဆုံးခြင်းဟာဘုရားသခင်ကြီးနိုင်ငံတော်ထွန်းကားခြင်းဖြစ်တယ်ဆိုတော့မျှော်လင့်ချက်ပေးဖို့လိုအပ်ပါတယ်။တရားဟောရာမှာကျွန်ုပ်တို့ကြမ်းချက်တွေကိုအဓိက 300မှာကတော့ဗျာဒိတ်ကျန်အခန်းကြီးတဲ့အငဲခုနဲ့ဗျာဒိတ်ကျန်အခန်းကြီး20တဲ့အခန်းငယ်၄ဗျာဒိတ်ကျန်အခန်းကြီး22 72ကိုဒီကနေ့ကျွန်တော်တို့ဆင်ခြင်ကြရအောင်ဒီနှုတ်ကပတ်တော်မဆင်ခြင်ခင်မှာကျွန်တော်တို့ဗျာဒိတ်ကျန်ကိုဟောတဲ့အခါမှာသတိထားရမယ့်အချက်လေးတွေရှိပါတယ်ရရိတ်ချမ်းဟာလူတွေကိုကြောက်ရွံ့စေတာမဟုတ်ပဲနဲ့ကြောက်ရွံ့စေပြီးတော့ကဲတင်ချင်းကိုအသင်းစွတ်ရခိုင်းတာမဟုတ်ပါဘူးဒီတချို့ချမ်းအာစာ နားထောင်တဲ့လူတွေကကျန်းစကားနားထောင်တဲ့လူတွေကငါတို့ကိုဗျာဒိတ်ချမ်းအကျမ်းအဖြစ်ချင်းချောက်ပြီးတော့ဒီကဲတင်ချင်းကိုရဖို့တိုက်တွန်းနေတယ်ဖြစ်တယ်ဆိုတော့မှားယွင်းတဲ့အသွေးအခေါ်နဲ့အာပြင်ဆင်တတ်ပါတယ်ဒါကမှားယွင်းတော့အသွေးခေါ်ဖြစ်တယ်ဆိုတော့မိတ်ဆွေနဲ့ကျွန်တော်နားလေဖို့လိုအပ်ပါတယ်လူတွေကိုဖျားရခင်ရဲ့ရှေ့မှာယူနာတဲ့ကဲတင်ချင်းအကြောင်းကို မျော်လင့်ချက်ပေးဖို့ပဲဖြစ်တယ်ဆိုတော့မိတ်ဆွေနဲ့ကျွန်တော် နားလည်ထားကြရအောင်။ကဲကျွန်တော်တို့နှုတ်ကပတ်တော်မှာဗျာဒိတ်ကျန်အခန်းကြီးတဲ့အငဲခွနဲ့ကြည့်ရှုလို့မိုးရိမ်နဲ့တကွာကြွလာတော်မူမီ။မိုးတိမ်နဲ့တကွာကြွလာတော်မူ၏တဲ့။ဤကျမ်းချက်ဟာခရစ်တော်ရဲ့ဒုတိယကြွလာခြင်းကိုပြောခြင်းဖြစ်ပါတယ်။ခရစ်တော်ဒီမိုးတိမ်နဲ့အတူကြွလာမည်ဖြစ်ပြီးဒီအရာတွေဟာသူ့ရဲ့ဘုံတကိုးနဲ့ကြီးမြတ်မှုကို ဖော်ပြထားပါတယ်။ ခရစ်တော်ရဲ့ကြွလာခြင်းဟာကမ္ဘာကြီးအတွက်ကယ်တင်ခြင်းနဲ့တရားစီရင်ခြင်းတို့ကိုယူဆောင်လာမည်ဖြစ်တယ်ဆိုတာကို ဖော်ပြထားပါတယ်လူတိုင်းဟာခရစ်တော်ရဲ့ကြွလာခြင်းအတွက် ပြင်ဆင်ရန်လိုအပ်ကြောင်းကိုလည်းတိုက်တွန်းထားခြင်းဖြစ်ပါတယ်ဒုတိယကျမ်းပိုက်အနေနဲ့ဗျာဒိတ်ကျမ်းအခန်းကြီး27အငယ်၄မှာထိုအခါမျက်ရည်ရှိသမျှတို့ကိုတုတ်တော်မူမီဘုရားသခင်၏ဂယုနာတော်နဲ့ နိုင်ငံတော်၏ပြည့်စုံခြင်းကိုဖော်ပြထားခြင်းဖြစ်ပါတယ်။ဘုရားသခင်သည်သူ၏လူတို့ကိုဝန်းနေခြင်း၊နာကျင်ခြင်းနဲ့မျက်ရည်များကို အဆုံးသတ်ပေးမည်ဆိုတာကိုဂရုပေးထားတဲ့ကြံပိုက်လေးဖြစ်ပါတယ်။ဒီအကြောင်းမှာဘုရားသခင်၏ကယုနာတော်နဲ့တစ္ဆာတရားကို မျှော်လင့်ခြင်းပေးဖို့လူတို့ကျွန်ုပ်တို့ကိုခွန်အားပေးနေခြင်းဖြစ်ပါတယ်။နောက်ဆုံးသောကာလမှာဘုရားသခင်ကသူ့ရဲ့လူတွေအတွက် အတိတ်တော်ကောင်းကင်နဲ့မြေကြီးကိုဖန်ဆင်းမိဖြစ်ကြောင်းကို ကျွန်ုပ်တို့ကိုမျှော်လင့်ခြင်းပေးထားခြင်းဖြစ်ပါတယ်။ရာရီကျန်အခန်းကြီး22အငယ်7မှာကြည့်ရှုလောငါဒီမကြမမြင့်မီကြွလာတော်မူမီဒီကျမ်းချက်မှာခရစ်တော်၏ကြွလာခြင်းနဲ့စုလက်ကိုဖော်ပြထားပါတယ်မကြမီကြွလာမီဖြစ်ပြီးသူ၏ကြွလာခြင်းသည်တစ္ဆာရှိသောသူတို့အတွက်စုလက်နဲ့မျှော်လင့်ခြင်းကိုယူဆောင်လာမီဖြစ်ကြောင်းတတိပေးထားပါတယ် လူတိုင်းဒီခရစ်တော်ကြီးကြွလာခြင်းအတွက်ပြင်ဆင်ရန်လိုအပ်ကြောင်းကိုလည်း တိုက်တွန်းထားပါတယ်။ဂရီတော်များကိုယုံကြည်ပြီးသူ၏နှုတ်ကပတ်တော်ကိုစောင့်ထိန်တော်သူတို့သည် စုလက်ကိုခံစားရမည်ဖြစ်ကြောင်းမျှော်လင့်ချက်ပေးထားပါတယ်။ဂရီတော်ကြွလာခြင်းသည်မကြာမီဖြစ်မည်ဖြစ်ကြောင်းတတိပေးထားခြင်းဖြစ်တယ်။ဖယားတခင်၏ဂယုနာတော်နှင့်တရားစီရင်ခြင်းကိုမျှော်လင့်ခြင်းဖြင့်လူတို့အားခွန်အားပေးရန်ဖြစ်တယ်။နောက်ဆုံးသောကာလမှာဖယားတခင်သည်သူ၏လူတို့အတွက်အတိတ်တော်ကောင်းကင်နှင့်မြေကြီးကိုဖန်ဆင်းမည်ဖြစ်ကြောင်း င်းမျှော်လင့်ခြင်းပေးထားပါတယ်။ဒီကြံချက်ကိုမိတ်ဆွေနဲ့ကျွန်ုပ်နားလည်နိုင်ပါစေလို့ခရစ်တော်နာမအားဖြင့်ဆုတောင်းပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။အာမင်။